ိသက်ကြီးအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ကပန် Audio Book Channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာမျိုးငိမ့်ဆွေရေးသားထားတဲ့ကျေးရည်တောက်တဲ့ညဆိုတဲ့ဇာတ်လမ်းလေးရဲ့အစအဆုံးတင်ဆက်ပေးမှာဖြစ်ပါရရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။ပူလောင်တဲ့အဆောင်ရဲ့အခန်းချင်းလေးတွေကနေအပြင်ကိုထွက်လိုက်တော့အေးစိတ်နဲ့ပတ်ဝန်းကျင်က စီးကျုပ်လိုက်တာများကွယ်။စီစမ်းမအောင် တလောကလုံးဩဃာတာရောတတဝါပါအိတ်ဆက်နေကြရဲ့ထင်ပါရဲ့တစ်ပင်တွေတိမ်တွေကလည်းအိမ်မဲကြီးတွေနဲ့ဘေးငါရေနံကြီးတုတ်ထားတဲ့တက်သားနေရပေါ်မှာ50ဝက်မီလုံးဝါတလုံးပဲလင်းနေရောအလင်းအဝါနဲ့အမောင်နဲ့တွေပဲအယောင်ရှိပါရဲ့ညာမွေးဘက်ဂျန်နယ်လေးကညာဦးပိုင်းကရှားလိုက်သေးပါရဲ့အခုတော့ပြန်လဲအိတ်ဆက်သွားကြပြန်ပြီအုံးပင်တရက်ပင်ကုန်းသိပင်တွေကလည်းမဲနေနေတချို့အဝါရောင်မီလုံးကြောင့် ဝါတတာတချို့ရဲ့တိတ်မြက်တဲ့အုံးလက်တွေအောက်ဖက်မျက်နှာပြင်တစ်ချက်ကအဝါရောင်လေးနဲ့တစ်ချက်ကမဲမောင်နေရာရဲ့ခတ်တဲတဲ့အုံးမြေပေါက်စားရဲ့ထောင်မတ်နေရဲ့အုံးလက်ကိုအလေးရောက်ဝင်းပြီးညအမောင်ရဲ့နောက်ခံမှာထင်းနေရာရဲ့ပြီးတော့ဒီညမှာစကြရတဲ့မိုးကြပေါက်တန်းတစ်ဖြောက်ဖြောက်ရဲ့တိတ်ဆိတ်နေရဲ့ညရဲ့အိတ်ဆက်မှုရဲ့ကဖြစ်ငါခန်းထဲမှာချိတ်ထားတဲ့ဟင်းသလီယူဆိုရဲ့တော်ကြီးရဲ့ကမွေးအလက်မဲ့ဆရာမပကြီကားကို ြည့်နေရတယ်လို့ပါပဲ။ဘယ်ကမျက်စိလဲလာမှမသိရဲ့အချိန်ခါမဲ့မိုးကလည်းပြင်းပြင်းထန်ထန်မဟုတ်ပေမဲ့မိုးဆက်တွေမှတည်အောင်တော့ဖြောက်ဖြောက်ဖြောက်နဲ့သွန်မိုးပေါ်တည့်ရွက်ပေါ်ကြာဆင်းနေပါရဲ့။ယူဆိုရဲ့ပကြီကားထဲမှာတော့အလံမဲဆရာနာမှာမိုးရွာလာနေလိုက်ကြတာလဲဘေးမှာရောတက်ကိုင်းပေါ်မှာရောမြတ်တော်ထဲမှာရောပါပဲ။ငါနာမှာတော့ခြေနေပဲတဝီနဲ့ရှိနေကြရဲ့ယူဆိုရဲ့တောကြီးလာမနှက်ပင်မဲငါရှိရတက်ပင်တွေကလည်းထူထပ်ပါတယ်။ သူ့ရဲ့ပကြီကမှတော်ကြီးရဲ့မာယာတွေပြည့်နေသလိုငါရဲ့ဟောရညမှာလည်းမာယာတွေပြည့်နေလို့ပေါ့လေပျောက်ွယ်သွားတဲ့ညာဦးပိုင်းကညနေပန်းရက်နဲ့လေးရဲ့မိမ့်မိန်သွားတဲ့ကြဲကလေးတွေရဲ့တကောင်နဲ့အော်နီရဲ့ပရစ်ကလေးရဲ့တစ္ဆာပြတ်သွားတဲ့လူတယောက်ရဲ့ဟာဟောဒီညရဲ့မာယာတွေပေါ့တငယ်ချင်းမိတ်ထီလာ ကိုဖူးဝေပြောသလိုမွေတကောင်လိုခွေနီရဲ့ညရဲ့လေဟာပါတာပေါ့လေဟင်နရီယူဆိုရဲ့ပကြီကားထဲမှာတော့လာမဲကြီးကဝင်းဝင်းဝါလို့ စ်ပင်နေမှာဝင်းနေရဲ့အလင်းရဝဝတွေကလည်းလာမင်းကြီးရဲ့အကြောင်းနေပေါ့ငငယ်တော့ကတော့ကျောင်းတန်ငန်းစာကပြတပုတ်ထဲကလိုရွှေဆက်ရွှေပြောင်းရွှေရည်တောက်နေလိုက်ကြတာငားညရဲ့တစ်ပင်ကတော့တရက်စစ်မီဝါကြက်ကြက်အယောင်နေဝင်းနေရောကျေးဝါရောက်နေပဲတောက်နေလေကျေးဆက်ကျေးပြောင်းကျေးရည်တောက်နေကြတာပေါ့လာစမ်းညတညဆိုတော့ဟောဒီလိုညတစ်ခေါင်ကြော်တော့လာကလည်းဗမာသွားရင်မသိပါဘူးငားမျက်စိမြင်ခွင့်နဲ့မှမတွေ့ရဘူး ပျောက်နေပြန်ပါပြီ။မိုးဆက်တွေကြတာပိုပြီးဆိတ်လာသလိုပဲကလေးငယ်တယောက်ရဲ့ငိုတန်တဲ့တူအောင်ကြောင်တွေကိုဘသူကမှတင်မေးခဲ့တယ်လည်းမသိပါဘူး။ကြားဆရာကြောင်နဲ့ကြောင်ရဲ့ဆရာကရောနည်းနည်းလေးချမ်းစစိုက်ဖြစ်လာပြီးမိုးဆက်တွေပိုကျလာပြီးချမ်းလာတာမိုးလင်းခါနီးလို့များလားမသိဘူး။ချမ်းအေးလာတာနဲ့အမျှငါရှိကတစ်ပင်တွေကပို့ပို့ပြီးတောနဲ့လာနေပြီးဟောဒီခန့်မှာနေခွင့်ရမယ့်အချိန်လေးကလည်းမကြခင်ကုံဆုံးသွားတော့မှာပေါ့။ မနေ့ပြန်ဟော်ဒီဆောင်ကနေအားလုံးဆုတ်ခွာရမယ်ဒီအဆောင်လေးမှာဒီညနောက်ဆုံးအိတ်ဆက်ခွင့်ရကြခြင်းပါပဲလူတယောက်တစ္ဆာပြတ်လိုက်တာနဲ့လူတစုဟာကစင်ကလျာလွင့်စင်သွားရတဲ့အဖြစ်ကိုခံစားနေကြပါတယ်ညက်ကိုလိုချစ်ခင်မှုတွေနဲ့အေးတူပူများနေထိုင်လာခဲ့ကြရဲ့ငါတို့ချိနေကြတော့ကဗာပြဿနာမှမပေါ်ပေါက်ခဲ့ပါဘူးဒီဇလန်ရဲ့ဇလိုက်ဟော်ဒီဆောင်ကိုရောက်လာတာကစတာပါပဲဘယ်နေ့လဲလို့တော့မမှတ်မိဘူး သူ့ရဲ့ခံဝါမှာတိုင်းရင်သားနမယ်လူလူတခုကိုမြေဖြူနဲ့ရေးထားတာကိုတော့သတိပြုမိပါတယ်။ရိုးရိုးတတမျက်နှာပေးမျိုးပါပဲ။အဆောင်ပိုင်ရှင်စီကကြားရပြန်တော့စာရေးစရာလုံးချင်းဝတ်တူရေးမလို့သူ့အကူအားထုတ်ဝေသူ တကားနမယ်ကသူ့ရဲ့ကလောင်နမယ်တဲ့ငါတော့ကြားလဲမကြားဘူးတဲ့နမယ်ရဲ့မဂ္ဂဇင်းဝတ္ထုတို့လည်းဒီနမယ်နဲ့မဖတ်ဘူးရတာကြောင့်လုံးချင်းဝတ္ထုရေးမလို့ဆိုတော့ငါအဖို့တော့တော်တော်ထူးဆန်းနေမိပါတယ်။ဘာပဲပြောပြော တမိုးအောင်မှာအတူနေသူတွေဆိုတော့ကြာတော့လေရင်းနှီးကြတာပေါ့လေအထုသက်ဖြစ်သူဟာဆောက်လေးပါလေးဖတ်ကြယ်အမှုပညာဝါသနာပါလေးဆိုပြီးငါတို့ခန်းနေတော့အရင်ဒီဆုံးမော့ဘဘူးဆရာရဲ့ကိတာသမားရဲ့ငါရဲ့စုနေရဲ့အခန်းတွေကဗုဒ္ဓရဲ့အဆုံးမအောင်မှာနေထိုင်ကြရဲ့စင်မြောက်ခါညီနာတုံးရဲ့စာတန်းကိုဖတ်ပြီးသူကမေးပါတယ်ကျွန်တော်ကတော့ဘာလဲပြဆိုတော့ငါကအမတ်သမဲ့ပါပဲကြားပေါ်လို့ပြန်ပြောလိုက်ပါတယ် နောက်တော့လေသူ့ဟာတကယ်ပဲကြားတစ်ခေါက်ဖြစ်နေခဲ့တာပါပဲတရက်မှာသူ့ရဲ့အခန်းမောအင်ချီပြောက်ပါတယ်အဆောင်မှာအင်ချီပြောက်တယ်ဆိုတာရှိတယ်ခဲလုံးကြတာလောက်တာမထူးဆန်းတာမို့ဟုတ်လားဆိုတာလောက်ပါပဲနောက်တော့ရချားဆိုသလိုပါပဲ GTI စင်ကန်ထရိုက်ယောက်ကပတ်စိုးတွေပြောက်တယ်မန္တလေးကကုံဝဲတယ်ကိုစလေအင်ချီပြောက်တယ်ယူပပေတာကြောင့်သာအင်ချီတွေပြောက်တယ်ငါတို့ဖို့တော့ဘာမှမထူးဆန်းပါဘူးတို့အခန်းလေခိုးလဲပါအောင်လို့တော့ ော်အော်နေလိုက်ပါသေးရဲ့တရေကြတော့ငါတို့ခန်းကအခိုးခံလိုက်ရပါတယ်။ဒါပေမဲ့မိုးကုတ်ကအလဲလာတဲ့တငယ်ချင်းအင်ကြီးပဲပါသွားပါတယ်။အကုံတော့မဟုတ်ပါဘူး။နှစ်ထည့်ပဲဆိုတော့သူကလည်းပြုံးပြုံးမှပဲယူပါစေတဲ့။ဒါပေမဲ့အခန်းထဲမှာထားရင်ပျောက်သွားတာဆိုတော့အဆောင်ပိုင်ရှင်လည်းစိတ်ညစ်သွားပါတယ်။ပျောက်တဲ့ပစ္စည်းတွေကသူတို့ရဲ့ဟာဒီအဆောင်ကလူတယောက်ရဲ့ယူဆောင်ခြင်းကိုခံရတာပါလို့ညွန်ပြသွားကြပါရဲ့။တစ်ဆောင်လုံး နည်းနည်းတော့လှုပ်ခတ်သွားကြပါလိမ့်။မကြပါဘူး။တပတ်မပြည့်ခင်မှာပဲထိခါလာအောင်ဒုတိယအချိန်အခိုးခံလိုက်ရပြန်ပါလိမ့်။ငါတို့ဟာအလဲကျပြီးသွားပြီထင်နေဟာကြားတွေဟာသူတို့သားကောင်ကိုနောက်နေ့မှလာစားတက်တီကြောင်းကိုလက်တွေ့ပြလိုက်တာထင်ပါရဲ့။ဘဘူးဆရာကတော့ပြောပါရဲ့။ဒီတကားခိုးသူအပြင်မဟုတ်တော့ဘူး။ငါတို့ပြည့်တဲ့ဟုတ်ပါရဲ့။ငါတို့ဟာအခြားခန့်တွေလို့အော်ကျဲအော်ကျဲမလုပ်ပါဘူး။ဒီတခါမိရင်ရိုက်မယ်နဲ့မယ် တွေ့မယ်ဆိုလည်းမကြိမ်ပါဘူးခံလိုက်ရပြန်ပြီလို့တတိပင်းုံလောက်ပါပဲဒါပေမဲ့အိရာပဲခေါင်းအောက်မှာထားတာတွေပျောက်သွားတယ်ဆိုတော့မုတ်ဆိုးတွေပြောသလိုဆိုစုတ်ចောင်းကြီးကထင်းလို့မြေရှုံးမိုးပြခြင်းကလွယ်ပြီးအခန်းထဲဝင်ယူမှရတာဒီအခန်းထဲဝင်တာထွက်တာကလည်းအဲ့ဒီဇက်လိုက်တယောက်ပါပဲဘယ်နာပါရှိသိရလဲသူပါပဲအဆောင်ပိုင်ရှင်ကစပြီးတဆောင်လုံးရိမ့်မိနေကြပါရင်အဆောင်ပိုင်ရှင်ကစိတ်တက်ကြသွားပြီး ။တခါမှမခေါ်ဘူးတဲ့အစည်းဝေးခေါ်ပါတယ်။ရက်ကွက်ကလည်းတိတ်ကုန်ပြီတဲ့။အဆောင်နမဲပြတ်တယ်။ဒီတခါပစ္စည်းပြောင်းရင်အဆောင်ကိုပိတ်မယ်လို့ကြေညာပါတယ်။အဆောင်ပါရှင်လေးများကငငယ်လေးပဲသဘောလေးကောင်းပါတယ်။အားလုံးနဲ့လည်းအဆင်ပြေရဲ့ကို့အိမ်လိုပဲလာကမပေးလဲ၅လ၆လလောက်နေလိုက်တာပဲ။ရေကိုကုန်းအောင်ရောက်တော့ပါတော့အိနာတက်ပြီးရင်တကားပိတ်ပါတော့ဆယ်နိုင်ထုတ်ရင်မီးပိတ်ပါတော့စာရီလေရေးမထားပါဘူးအထူးတစ်ဖြင့် တူအခန်းကိုတော့အတိခံဆုံးမှာပဲဖပူးဆရာကပြဝဲတင်မှုရက်နေရင်တရားတော့နဲ့ကြောက်စစ်တဲ့အတန်းကိုဦးရဲ့ခိတာစကေးစင်နာတွေကိုအဆောင်သားတွေနဲ့အတူပိုင်ရှင်လီမြားကလည်းကောင်းကောင်းချင်းအောက်နိုင်ထားပါတယ်ဒီတော့ငါတို့အပါဝင်အားလုံးဒီအဆောင်ကလေးကိုဆွန့်လိုက်ရမှာကြောက်ပါတယ်ဒါကြောင့်မဲဆက်လိုက်ကို နောက်တစ်ခါထပ်မလုပ်ပါစေနဲ့လို့အိမ်ရဝင်တိုင်းငါတို့အားလုံးမြစ်တာပို့ရပါတယ်ဒါပေမဲ့ဆက်လိုက်ကတက်စာပြတ်သွားပါတယ် ငါတို့ရဲ့စေတနာမြတ်တာတွေအပေါ်အေးအေးနေတတ်တဲ့စင်မြောက်ခါတို့ရဲ့သဘောကောင်းမှုအပေါ်အနိုင်ကျင့်ပြီးတတိယအကြိမ်များခိုးလိုက်ပြန်ပါတယ်။နောက်ဆုံးပြက်မှတ်ကငါဖြစ်နေရောတယ်။သူ့အခင်ဆုံးကငါတဲ့ဒါတော့ဟုတ်ပါရဲ့။ဒါကြောင့်လေငါကိုနောက်ဆုံးမှခိုးခြင်းနဲ့သူ့ရဲ့ခင်မင်မှုကိုပြလိုက်တာထင်ပါရဲ့။ငါပြစ်စီတွေကိုဒီလိုရှောင်နေလို့လေဘသူခိုးတယ်ဆိုတာအလုံးထက်ကြုတ်ပြီးငါသိနေနေရပုံ။တည့်ရကြတော့ငါတို့စင်မြောက်ခါတုံးက နေမြက်မှာအိယာထားပြီးအစာအထွက်သွားပါတယ်။အဲ့ဒီအချိန်မှာဇက်လိုက်ကမရှိပါဘူး။ကိုဦးကခိုးသူ့ကိုအတိအကျသိချင်နေပါတယ်။သူကဘာသာပြန်စပိုင်ဝိတ္ထုတွေအဖက်များတော့မနက်အစာငါထွက်ရင်တပေါက်သေးတော့ငါတို့ခန်းအောက်ချိန်မှာဆဲလိုတိတ် အကြည်လေးတွေစီပြီးကတ်တယ်။ပြန်လာရင်အဲ့ဒါကြည့်ပြီးမှတကားဖွင့်နေရက်နှစ်ဆယ်လောက်ကြာအထိတိတ်လေးတွေကပြန်လာရင်ကက်လျက်ပါပဲ။တိတ်ဖို့15ကျက်လောက်ကုန်တာပဲအဖက်တင်နေဘာပစ္စည်းမှလည်းမပြောက်ပါဘူး။ အဲ့ဒီရက်ကတော့ငါတို့ပြန်လာမှကတ်ထားတဲ့တိတ်အချီစားလေးတွေကွာနေပြီးစတ္ထမအာယုံတွေမကပါဘူးနဝမရောဒတမအာယုံရောအရပါ အဝေစားတွေအခုတ်ခတ်ရပြီလို့ကြိုသိလိုက်ရပါတယ်အတိကျပါပဲငါအိယာအောက်ကိုလှမ်းကြည့်ရောအမေဝဲပေးသွားတဲ့တနက်သုံးလက်တစိမ့်နဲ့အင်္ဂလိပ်တစ်ခါမရှိတော့ပါဘူးအမေဝဲသွားပေးတဲ့အင်္ဂလိပ်တွေဆိုတော့ငါရဲ့ဒေါ်တာလွတ်ထွက်သွားပါတယ်စွစွညံ့ညံ့မဲအခုတ်ခတ်ရကြောင်းပြောဆိုမိရော့ တက်ဆောင်လုံးနဲ့အဆောင်ပိုင်ရှင်မှာတည်သွားပါတယ်။ငါကလည်းဒီတခါနောက်ဆုံးချိန်မှလားဆိုတာရုတ်တရက်မေးသွားတော့အဲ့ဒီညပါပဲအဆောင်စည်းဝေးခေါ်ပါတယ်။တလနေခွင့်ပေးပြီးအဆောင်ပိတ်လိုက်ပြီလို့ပိုင်ရှင်ကဝမ်းနည်းစွာနဲ့ကြီးညာလိုက်ပါတယ်။တကယ်တော့အဆောင်ပိုင်ရှင်က မပိတ်ချင်ပါဘူး။မခိုးတော့အောင်ဖိအားပေးလိုက်တာပါပဲ။ဒါပေမဲ့ဇက်လိုက်ကဇက်သူသားစားလိုက်ပါတယ်။ဟင်းနာကိုတောင်းတော့မပြတ်ပါဘူး။လူကိုရကစင်ကလေးဖြစ်ရတော့မယ်။ အဲ့ဒီနောက်မှာအစည်းအဝေးမှာအားလုံးရဲ့မျက်လုံးတွေကသူ့စီမှာအဆောင်ပိုင်ရှင်ကသူ့ကိုစိုက်ကြည့်ပြီးအားလုံးကိုအခွင့်အရေးတစ်ခုကြေညာပေးပါတယ်။တိကျတဲ့အတိုင်းပဲခိုးတဲ့သူဟာခမည်းတော်ထဲကပဲအဲ့ဒီတော့အားလုံးဒုက္ခမရောက်ရအောင်ပစ္စည်းတို့ယူမိတဲ့သူဟာကိုကိုဝင်ခံလိုက်ပါ။ဒါမှမဟုတ်အလိုက်တတိအဆောင်ကထွက်သွားလိုက်ပါ။အဆောင်မပိတ်ပဲဆက်ထားပေးပါမယ်လို့တလာအတွင်းဝေခန္ဓာခွင့်နဲ့ထွက်သွားခွင့်ပေးလိုက်ပါတယ်။ဒါပေမဲ့ ဟောဒီနောက်ဆုံးညအထိဝင်မခံပါဘူး။ထွက်လဲထွက်မသွားပါဘူး။အားလုံးစိတ်ဆင်းရဲနေပါရင် မနှက်ပြန်ဆိုအဆောင်က ထွက်ကြရမယ်။အခန်းအားလုံးမိပိတ်ထားပေမဲ့မအိတ်ကြသေးပါဘူး။ဟောဒီညကိုတပ်ပြင်းတွေနဲ့တီဆောက်နေကြပါရင်အဆောင်ပိုင်ရှင်ကအဲဒီဆက်လိုက်မပါပဲကျန်တဲ့သူတွေကိုပြောပါရင်ငါသူ့ကိုပြောင်မဲဖွင့်ပြောပြီးထွက်ခိုင်းလိုက်မယ်တဲ့။ကျန်တဲ့အဆောင်သားတွေအားလုံးသဘောတူကြပါတယ်။ငါတို့စင်မြောက်ခါကဒီလိုမလုပ်စေချင်ဘူး။ သူဘလောက်ရန်ရန်လူတယောက်ရဲ့ဂုံတိတ်ခါနဲ့လူသားတယောက်ဖြစ်တယ်ဆိုတဲ့အချက်ကိုလေးစားပါတယ်။အဆောင်နေသူချင်းချင်းအဆောင်လကမှန်မှန်ပေးနိုင်သူချင်းချင်းလက်စော့လက်ကိုင်းမမီပဲနဲ့ခမည်းအင်ကြီးတွေခိုးတယ်မဟုတ်လားလို့လုံးဝမမေးနိုင်ပါဘူး။ဒါကြောင့်အဆောင်ပိုင်ရှင်ဥဆောင်မီကိုးရောင်မဲခွဲကြပါတယ်။ပြောင်းမဲမဲပေးကြတော့စင်မြောက်ခါရဲ့ရုံးလူလီကိုဆန်ရွှေရဲ့ယူပပေတာចောင်းသားရဲ့ကသူ့ဘက်ကလိုက်ပါတယ်။ကိုးရောက်မှာငါးရောက်ကကွယ်တော့ ဇက်လိုက်ကံကောင်းပြန်ပါတယ်။မန္တလေးကကောင်းအဝဲတော်ကပြောပါတယ်။ခမရတို့စင်မြောက်ခါကတော့အမှုပညာသမားတွေဆိုတော့ခက်ချောင်ချောင်မို့ထားပါတော့ဗျာခွင့်လွတ်ပါရင်ဟိုနှကောင်ကတော်တော်တဘောကောင်းနေကြရဲ့ဒီကမထွက်ရင်တဆောင်လုံးထွက်ရတော့မှကိုဆန်ရွှေခမရပဲဆောင်မှာငားမှာမဟုတ်ဘူးတဲ့နောက်ဆုံးအားလုံးကငောက်တောင်းဆိုကြပါတယ်မင်းနဲ့အရင်ဒီဆုံးမို့မင်းနီမင်းဟန်နဲ့နောက်ဆုံးတစ်ချိန်တော့ဒီကောင်ဝန်ခံခိုင်းကြရမယ်တဲ့ရှစ်ယောက်တယောက်ဆိုတော့ ငါကလိုက်ရောလိုက်မဲတဲ့ငါကမဟုတ်တာမဟုတ်ပါဘူးမဟုတ်တာလို့လေအများရှိမှမတရားမစီရင်ပါဘူးတည့်ရညာမိုးချုပ်မှာတော့သူကမခေါ်ရိတ်လို့စကားမပြောကြရချာကနေအင်းမရကံမဘောကိုခေါ်ပြီးမေးပါတယ်ရှင်းရှင်းပါပဲကဲခမားနဲ့ကျွန်တော်နဲ့ဘာမှပြောစရာမလို yes or no တလုံးနာဖြေတော့လို့ဆိုတော့ no တဲ့အဆောင်ရဲ့ပြစ္စမချင်းငါတို့ခိုင်ရဲ့ပြစ္စမချင်းအခိုးခိုင်ရတော့ငါ ဲ့တဲ့ပစ္စည်းတွေကိုလုပ်ပါတယ်။အကုန်ယူနိုက်ရက်နဲ့နှစ်ထဲပဲယူတယ်။ဒုတိယအချိန်မှာငါပစ္စည်းတွေချက်ပြီးမြောင်းနဲ့ခါရဲ့ပစ္စည်းတွေနည်းနည်းယူပါတယ်။တတိယအချိန်နောက်ဆုံးကြမှာငါပစ္စည်းတွေကိုခေါင်းအောက်ကနေယူသွားတာပါ။ပြီးတော့ဟောဒီတဆောင်လုံးငါလွှဲရင်အဲ့ဒီဇက်လိုက်တောက်ပဲတည်ရဲ့ငါရဲ့လက်စွပ်ပပလေးတကွင်းအာရှတိုက်ရဲ့အနည်းအောင်ဆောင်ကိုဖုံးထားတဲ့ဖုံးကြမှာထည့်ထားတဲ့အဲ့ဒီလက်စွပ်လေးကိုယူသွားတာမြောင်းနဲ့ခါတော့ငါအတိမပေးရဘူး။ ဒါကိုသိရင်တန်အောင်ရိုက်ခံရလိမ့်မယ်။သူ့သိပ်ပြီးချစ်ခင်ပါတယ်ဆိုတော့ငါ့ကိုနောက်ဆုံးကြမှာအိတ်နဲ့လွယ်သွားတော့တာကိုအဆောင်မှာပစ္စည်းတွေစပြတော့ငါငါတို့ကသူ့အဆောင်မှာ အနေများလို့တော့ရထားခဲ့တာ။ငါတို့အခန်းအခုမခံရလေးမှာပဲတော့ပြန်အပ်သွားခဲ့တယ်။ငါတို့အခန်းဒုတိယကျင်းပြပြီးတပတ်လောက်နေတော့တညမှာဇက်လိုက်တယောက်အရက်တော်မူပြီးပြန်လာပါတယ်။တဆောင်လုံးလေအိတ်နေကြပြီးငါတယောက်ပဲအိတ်မပြောပဲကြံနေရ။အလဲလေးအပြုံနဲ့ အခန်းထဲဝင်တန်တွေကြားရပြီးမကြခင်ဟောက်တန်တွေကြားလာရတော့အဆောင်တကောင်းကိုငါပဲပိတ်ရတော့မှလေးဆိုပြီးမိဖွင့်အပြင်ကိုထွက်လိုက်တော့သူ့အခန်းမှာတကောက်ဖွင့်ပြီးတော့ခလောက်ကိုဖြုတ်ယူမသွားဘူးတော့တန်ကလေးတန်လမ်းမယ်တချောင်းနဲ့ရှိရဲ့တော့တန်ကနှစ်ချောင်းဖြစ်နေပါတယ်အကြိတ်ထဲမှာထည့်သွဲထားတဲ့အပိုတော့တန်ကလမ်းမီကလားဆိုင်မှာထွက်လုထားတာမျိုးဆိုတော့ငါလေးရုတ်တရက်ဘယ်ရောက်စိတ်ဆော်တယ်မသိပါဘူးငါခန့်အတော့ခလောက်ယူပိတ်ပြီး ူ့ရဲ့ပုံနဲ့တော်နေအသားလေးဖွင့်ချလိုက်တော့ဖခင်ကြီးအလွယ်တကူပါပဲလားအဲ့ဒီတညလုံးသူ့ရဲ့ပတ်စပ်မှုပေါ်အံ့ဩပြီးအိတ်လို့မပြောခဲ့ပါဘူးသူ့စီတော့ရထားတော့ကအပြင်းကိုယူပြီးတော့တူထက်လောက်ထားခဲ့တာကိုဒါကြောင့်တတိယအချိန်ဟာမဝေးတော့ဘူးဆိုတာသိရတဲ့မလုံလောက်တော့ဘူးပါလို့တွေးရင်ခံကြည့်လိုက်ရတာပါပဲနောက်နေ့တွေကျတော့တော်တာတချောင်းနဲ့ပြန်ဖြစ်သွားရောငါဘယ်သူမှဒီနေ့အထိပြောမပြဖြစ်ခဲ့ပါဘူးဒါပေမဲ့ ငါရဲ့အာဏာမှုညီမျှစေခြင်းမှုတွေကဘာမှအထောက်အကူမပြုလိုက်ဘူးငါတို့ရဲ့ခင်မမှုတတ်မှုထားမှုတိစ္ဆာရှိမှုတဘောတူခြင်းနားလည်မှုတွေကိုသူကစတိပြစ်လိုက်တာပါပဲတကယ်တော့ဒါခိုးမှုမဟုတ်ပါဘူးအကြီးအကျယ်တိစ္ဆာပြတ်မှုပါပဲငါတို့ကလေဘာလို့များတခြားသူတွေလို့ဒါခိုးမှုပဲခံယူသူပြပြဒေါသနဲ့တုတ်ပြန်ရမှာပဲလို့များဘာကြောင့်ဖြစ်ပျောက်တတ်မတွေးနိုင်ရတာလဲလို့မသိတော့ပါဘူးဘာပဲဖြစ်ဖြစ် လူတယောက်တစ္ဆာပြက်လိုက်တာနဲ့လူတစုဒုက္ခရောက်ရတော့မယ်။မနှက်ပြက်မနှက်ဟောဒီအဆောင်ကနေအလုံးထွက်ခွာကြရတော့မယ်။ထူးဆန်းမှရင်ဇက်လိုက်ပါဝင်ဆက်ရောက်စလုံးနောက်ဆုံးညအထိဟောဒီအဆောင်ကိုဖက်တွယ်နေကြတော့မှာပဲ။ဒါပေမဲ့ကောင်းကောင်းအိပ်ပျော်နေရကတော့ဇက်လိုက်တယောက်ပါပဲ။တရက်ထက်တရက်ညံ့နွမ်းပြီးအယောင်တွေမိမ့်မိမ့်လာတဲ့သူ့မျက်နှာရဲ့ကျွေးမဆုပ်ပြက်နေရဲ့သူ့ရဲ့တိတ်ခါရဲ့ကိုဖက်တွယ်ထားရင်မော်လီညကလည်း ပို့လို့ပို့လို့နှက်ဆိုင်လာနေပါတယ်။မကြခင်ငါတို့ဆင်မြောက်ခါလဲခဏခွဲနေကြရတော့မယ်။ငါတို့ထွက်ခွာသွားတဲ့အခါဟော်ဒီအဆောင်လေးကငါအတွက်တမန်ဟောင်းတစ်ခုကိုလက်ဆောင်ပေးလိုက်တော့မှာပါ။ငါရောဟော်ဒီအဆောင်လေးမှာဘာတွေတိုးတက်ခဲ့တလဲ။ဘာတွေဆုံးရှုံးခဲ့လဲ။ငါတို့မြို့ပြန်တော့ကရိုက်လာခဲ့တဲ့အင်းဝခင်နေရပကြီးတွေမှုတက်ပြီးပျက်စီးသွားခဲ့ပါတယ်။ဝိထုတုနှစ်ပုံမကတ်စင်းနဲ့ပါဘူးတယ်။ဘာသာပြန်စာအုပ်တွေဖတ်ရင် တက်ကြက်ကြီးစတိုင်နာနဲ့ရင်းနှီးခဲ့မှုပါတယ်။လင်းယုံနေတဲ့အတူမြေကိုဆင်းသက်ခဲ့မှုပါတယ်။ဒက်စပီနဲ့အတူပင်လယ်ကျမ်းပြင်အောက်ကိုလိုက်ဖူးပါတယ်။အက်ဒီဝိထုတွေနဲ့မိတ်ဆက်ပြီးရကိုဦးစီကနေမတ်ဖို့ဖလာရဲ့ဂီတာစကိန်းတစ်ခုကိုချော့ချော့မမော့တီးနိုင်ခဲ့ပါတယ်။အင်းကြီးအဝတ်စားတွေပျောက်ဖူးတယ်။အင်းရကံပေါင်းပေါ်မှာလက်တကန်းအလွဲလို့ဘာမှမမြင်နိုင်အောင်နှင်းတွေကြတာနှစ်ခါကြုံမှုပါတယ်။ပုတ်ကလေးကအလုံးတစ်ခုပြောင်းလုပ်ဖူးပါတယ်။ အလုတ်ဆောင်မှုရဲ့တစ်ကြိမ်ဖြည့်မှုတယ်အခန့်တော့၃ငါတိတိဖြည့်ရမှုတယ်သူ့ကိုယ်သူ ရိုဒင်နဲ့မိုက်ကယ်အင်ဂျယ်လိုဝင်စားတယ်ပြောတယ်ဘဘူးဆရာကြီးကနေဆူလာဝက်ကပါရီတော်နှစ်ပိုင်းရှားဘူးပါတယ်တိတ်ချစ်တဲ့မွေးစားမင်းနဲ့တိတ်ချစ်တဲ့ရီးစားကြမှာလွဲမစွာကြားညံ့နေရတဲ့ကာလာတွေကိုလက်ထဲဆုပ်ကန်ရဘူးပါတယ်အဆောင်ပိုင်ရှင်လင်းများကတော့မနက်ပြန်မနက်မှာကန့်လန့်ကတစ်ချက်ကိုချလိုက်တော့မယ်မနက်ခင်းအလင်းတွေလာနေပြီလို့ထင်ပါတယ် နေရခက်ပေအောင်တော့ဘဘူးစရာခန့်ခဲ့ကြည့်ပြောတဲ့ကြာရာပလေးတောက်ကြရာဟုဆောင်ကလေးရင်နေရခက်ပေအောင်တော့ကေတာသမားမြောက်ကြည့်ပြောတဲ့ဆိုလာဒိုးအဆောင်ကလေးရင်နေရခက်ပေအောင်တော့အိမ်နံပါတ်968အဆောင်လေးနဲ့တစ္ဆာပြတ်တဲ့လူတယောက်ရင်နေရခက်ပေအောင်တော့ကြေးရီတောက်တဲ့ညာကလေးရင်ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမျိုးငိမ့်စုရေးသားထားတဲ့ ကျေးရီတောက်တဲ့ညဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးတင်ဆက်ပေးခဲ့ဖြစ်ပါရှင်။ဇလန်းလေးကိုနားဆင်ပေးပြီဆိုတော့ကျမတို့ channel လေးကိုလည်း like and subscribe လုပ်ပေးဖို့လည်းမမေ့ကြပါနဲ့နော်။နောက်နေ့တွေမှာလည်းဘယ်လိုဇလန်းလေးတွေကိုတင်ဆက်ပေးမလဲဆိုတာစောင့်မျှော်ကြည့်ရှုအားပေးခဲ့ကြပါဦးနော်။နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေရှင်။